بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم آمين يا رب العالمين ту лиза чекен юри абаро мибамя нигу мону мамякмя ассаламу алейкум ва рахматуллахи ва баракатуҳу алу бору аллоҳу шемеи маҳгюнаро аллоҳу шемеи нечаму абаон канёбази аллоҳума амин я робалалмин алҳамдулиллаҳ узо ҷанору чи ҷамимеро муро аллоҳу шеме အရာရာအလုံးတို့ကိုဖန်စီမွေးမြူကျွေးမွေးစောင့်ရှောက်စီမံခန့်ခွဲ ထိန်းချုပ်ကုကဲစိုးပိုင်တော်မူသောတေးစီရှင်စီတော်မူသောတပါဠိတော်အရှင်တပါဠိတော်ခါဝကုကွယ်မှုခံနိုင်တော်မူသောအလ္လာဟ်ဟူရှင်မြတ်အာချီးမွန်ထောပနာကျေးဇူးပြုခြင်းကိုယူဆပါရဲအလ်ဟမ်ဒူလီလာဟီရော့ဘီလ်အာလမင်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုတဖန်ပြန်လှည့်ပြီးတော့ဆုံတွေ့ခွင့်ချီးမွန်ပေးအပ်ပြန်ပြီးအလ္လာဟ်ဟူရှင်မြတ်ရဲ့တာသနာတော်ရဲ့ဒုတိယအခြေခံ ဥပဒေဖြစ်သောဟာဒီစ်တော်ကိုတမန်တော်မြတ်ရဲ့လမ်းစဉ်ကိုဆက်လက်ပြီးတော့ကျွန်တော်တို့လေ့လာခွင့်စီးပူးခွင့်ကြီးမာလာတဲ့ဒီယေရှုတော်ကိုချီးမြှင့်ပေးအပ်ပြန်ပြီးအလ်ဟမ်ဒူလ illah တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကဟာဒီစ်တော်မှာဤကဲ့သို့ကျွန်တော်တို့ကိုတရင်ကောင်းပါတော်မူထားပါတယ်ကောလရာဆူလဆလလာဟူအလัยဟီဝဆလမ်မန်ယူရီဒီလာဟူဘီခိုင်ရွန်ယူဖကီဟူဖီဒီနီ အလ္လာဟ်ရှင်မဲဒီလူတူတယောက်တည်းကောင်းချီးကောင်းကျိုးကိုအလိုရှိတော်မူပြီးဆိုလို့ရှိရင်ထိုတူကိုအလ္လာဟ်ရှင်မဲကဒီန်အစ္စလာမ်ရာဒနာတော်နဲ့ပတ်သက်တဲ့အသိပညာကိုချီးမြှင့်တော်မူတယ်အလ်ဟမ်ဒူလ illah အဲ့တော့ဒီနေ့ကျွန်တော်တို့အတူတူကတမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ရဲ့ဟာဒီသ်တော်တမန်တော်လမ်းစဉ်ပေါ့နော်တနည်းအားဖြင့်အစ္စလာမ်ရာဒနာတော်ရဲ့ဒုတိယအခြေခံဥပဒေဖြစ်တော့ ဟာဒီသ်နဲ့ပတ်သက်တဲ့ကျမ်းတစ်ကျမ်းပေါ့နော်မီအတူဟာဒီသ်လီလ်ဟိဖ်ဇ်ကျမ်းမှရဟာဒီသ်တော်တရားလို့အမည်ရတော့ဟာဒီကျမ်းဒုတိယတွဲကိုကျွန်တော်တို့လေ့လာပါမယ်ဒီနေ့ကျွန်တော်တို့လေ့လာမယ်ဟာဒီသ်တော်နံပါတ်ကတော့နံပါတ်65မြောက်ပေါ့နော်ဟာဒီသ်တော်နံပါတ်65မြောက်ဒီဟာဒီသ်တော်ကတမန်နမေဆလ္လာလာဟူအလัยဟီဝါဆလမ်ကဒီဟာဒီသ်တော်မှာကျွန်တော်တို့ကိုဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဆောင်းမတုန်တင်မိန်ကြတော်မူထားတယ်ဆိုလို့ရှိရင်ကုရ်အန်ကျမ်းတော်မြတ်ကိုအလွတ်ကျမ်းမှအာဂုံဆောင်းထားတော်သူအထူးသဖြင့်ပေါ့နော်ကုရ်အန်ကျမ်းတော်မြတ်ကိုအလွတ်အာဂုံဆောင်းထားတော်သူနဲ့ပတ်သက်ပြီးတမန်နမေဆလလာဟူအလัยဟီဝဆလမ်ကနေ့စဉ်နဲ့မြအမြဲတစေကုရ်အန်ကျမ်းတော်မြတ်ကိုဖတ်ယူဖို့အထူးသဖြင့်ဒီကျွန်တော်တို့ဝုပြုမှုမှာပေါ့နော် ိုကြက်မှတ်အလို့ရထားတဲ့ကုရ်အန်တွေကိုနေ့စဉ်နဲ့အမျှအဆက်မပြတ်ဆွာလာဟူပြုမှုမှာဖတ်ယူဖို့တိုးမာတာလင်းကုရ်အန်ကျမ်းတော်မြတ်ကိုမမေ့မှာဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတမန်တော်မြတ်ဆလလောဟူအလိုင်ဟီဝဆလမ်ကမင်းကြားတော်မူတာတော့ဟာဒီသောဖြစ်တယ်အယ်လ်ဟမ်ဒူလ illah အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဟာဒီသောကိုစတင်ပြီးတော့မလေ့လာမီအလင်းဘာကြောင့်ကျွန်တော်တို့ဟာဒီသောကိုလေ့လာရလဲဟာဒီသောကိုလေ့လာရခြင်းရဲ့ เนาะအရေးကြီးပုံကဘယ်လောက်ထိကြီးမားသလဲဘယ်လောက်ထိအရေးပါသလဲဆိုတာ ਨੇ ပတ်သက်ပြီးကျွန်တော်တို့တီးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကကုရ်အန်ကျမ်းတော်မြေမှာအမိန်တော်ဟောလရှ်မဲအမိန်တော်ချို့ကိုကြည်ချင်းအပြင်ကျွန်တော်တို့အတိလင်းတွေ့တွေ့မြင်နိုင်ပါတယ်ဟာဒီတော်ကိုလေ့လာခြင်းဒီဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာအဲ့တော့ကုရ်အန်ကျမ်းတော်မြေထဲမှာဆူရာတုနတ်ဂျီမီဆိုတာရှိတယ်ကျေတာယာကန္တာပေါ့နော်ကုရ်အန်ကျမ်းတော်မြေထဲမှာကန္တာပေါင်း စူရာပေါင်း114 114 114ကန္တာရှိတဲ့ထဲမှာအမတ်စဉ်ကန္တာအမတ်စဉ်53မြောက်ဖြစ်တော့စူရာတုနဂျီမီကျေတာယာကန္တာပေါ့နော်ဒီကန္တာဒီစူရာမှာအမိန်တော်34မှာအတိအတိကျအလ္လာဟ်ရှိမဲကကျွန်တော်တို့ကို3မှာဤကဲလို့မင်းကြတော်မူတယ်အာဥဇူဘီလာဟီမီနရှိုင်တန်ရာဂျီဝမယန်တီကူအနီလ်ဟဝါ 2D တဲ့ 2D ဆိုတာတမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟီဝဆလမကိုညွန်ချင်းဖြစ်တယ်တမန်တော်ဒီ 2D မာယံတွီကူစကားပြောချင်းမရှိဘူးအနီလဟာဝါတွေ့ရဲ့ဟလ်ဟာဝါဆိုတာကအစိတ်အလိုဆန္ဒထေရဆိုင်ပြီးတော့ဗောနော်နာဥဇူဘီလာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝဆလမဒီဘေဒိုမာ စိတ်အလိုဆန္ဒဖြင့်သူ့ရဲ့တဘောအရစကားတခုကိုပြောလို့မရှိဘူးဆိုပြီးတော့အလ္လာဟူရှိမေကိုတော်တိုင်းစัจ java လာအဖန်စင်ခအများအားလုံးကိုဖန်စင်မွေးမြူကြွေးမွေးဆောင်းဆောင်စီမံခန့်ခွဲထိန်းချုပ်ကိုကဲသိုးပိုင်တော်မူတော့အလ္လာဟူရှိမေကကိုတော်တိုင်းကျွန်တော်တို့ကိုထောက်ခံတော်မူပြီးအတီးပြုတ်ပြီးမိန့်ကြားတော်မူထားတဲ့တမန်တော်ဆိုတဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှသူ့ရဲ့စိတ် အလိုဆန္ဒဖြင့်နော်သူရဲ့စိတ်လိုဆန္ဒဖြင့်စကားပြောခြင်းမရှိဘူးတဲ့ဆုဘဟန်နလ္လာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမပြောတဲ့စကားတိုင်းဒီတဲ့အင်ဟူဝါအီလာဝဟယွန်ယူဟာသူပြောတဲ့စကားတိုင်းဒီဝဟယွန်ဖြစ်တယ်ဝဟယွန်ဆိုတာကအလ္လာဟူရှင်မြတ်ကဂျီဘရီလ်ကောင်းကင်နမန်အလัยဟီဆလမ်ကို တမန်တော်အတီးတီးထံသို့ဆေလွတ်တော်မူပြီးအလ္လာဟ်ရှမေအမိန်တော်ကိုပို့ချစေတော်မူတဲ့အမိန်တော်ကိုဝါဟယွန်းလို့ခေါ်တယ်တမန်တော်များတာလျင်ချင်းမင်းချင်းခံရတော့အမိန်တော်ကိုဝါဟယွန်းလို့ခေါ်တယ်တမန်လူတွေမရရှိဘူးနော်အဲ့တော့တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ရွှေနုတော်မှာထွက်လာတော့ဇကာတဲ့နေဝါဟယွန်းဝါဟယွန်းအလ္လာဟ်ရှမေအမိန်တော်ဖြစ်တဲ့ယူဟာတူထံသို့ပို့ချ ချင်းခံရတော့အလ္လာဟ်ရှမအမိန်တော်ဖြစ်တယ်။နော်သူကျွန်တော်ပို့ချချင်းခံရတော့အမိန်တော်ဖြစ်တယ်အလ္လာဟ်ရှမအမိန်တော်ဖြစ်တယ်။နော်ဆူဘဟာနလ္လာဟ်ဒီတွေ့ကြောင့်ကျွန်တော်ဟာဒီတော်ကိုယုံကြည်ရတယ်လေ့လာရတယ်လိုက်နာကျင့်သုံးရတယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဟာဒီတော်ကိုနော်ကျွန်တော်ကတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်အမိန်တော်ကိုလိုက်နာနိုင်ဖို့ရာအတွက်ဟာဒီတော်ကိုလေ့လာမှာပေါ့မဟုတ်လားဟာဒီတော်မလေ့လာရင်တမန်တော်မင်းရဲ့အမိန့်တော်ဘယ်လိုနာခံမလဲ နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဟာဒီသောကိုလေ့လာခြင်းဖြစ်တယ်အဲ့တော့ကောင်းပြီကျွန်တော်တို့ဒီနေ့ရဲ့နော်ကျွန်တော်ရဲ့ဟာဒီသောအမှတ်စဉ်65ကိုကျွန်တော်ဥစား၃ချိန်တုန်းကဖတ်ယူကြည့်မှတ်ကြရအောင်ဘစ္စမိလ္လာဟိရာဟ်မန်ရာဟီမ်အန်အဘဒီလာဟီဘီနီဥမာရာ رضي الله عنهما قال قال رسول الله صلى الله عليه وسلم إنما مثل صاحب القرآن كمثل صاحب الإبل المعقلة إن عاهد عليها أمسكها وإن أطلقها ذهبت متفق عليه دوري أجين عن عبد الله بن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم إنما مثل صاحب القرآن كمثل صاحب الإبل المعقلة إن عاهد عليها أمسكها وإن أطلقها ذهبت متفق عليه تدي أجين عن عبد الله بن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم انما مثل صاحب القران كمثل صاحب الابل المعقله إن عاهد عليها أمسكها وإن أطلقها ذهبت متفق عليه دي حديث وميجي يتبه قو جنرو دودو قاتي عن سورة ما دزين سميان كيري عبد الله بن عمر رضي الله عنهما عمر ابن الخطاب รดิยัลลอฮูตะอาลาอันฮุยะตาพี่ดออับดุลลอฮ์อับดุลลอฮ์อิบนุอุมารรดิยัลลอฮูอันฮุมะอับดุลลอฮ์กะซิมยังเกเรรดิยัลลอฮูอันฮุมะกล่าวกล่าวรสูลุลลอฮีซัลลัลลอฮุอะลัยฮิวะซัลลัมตะมานุมะซัลลัลลอฮุอะลัยฮิวะซัลลัมมินจารุมุเกเรอินนามะซินซีรมะซาลุอุบมา sahibil quran quran ကျမ်းတော်မြတ်ကိုအလွတ်ရတော်တူဒီ quran ကျမ်းတော်မြတ်ကိုအလွတ်ကျက်မှတ်ထားတော်တူအဲ့တော့ quran ကျမ်းတော်မြတ်ကိုအလွတ်အာကုံဆောင်နာတော်တူဒီသူ့ရဲ့ဥပမာဒီတဲ့ကာမဆလီ sahibil ibil al muaqqalati ချီနောင်ချင်းခံထားရတဲ့ကလအုပ်ပိုင်ရှင်နဲ့တူတယ်တဲ့နော် quran ကျမ်းတော်မြတ်ကိုအလွတ်အာကုံဆောင်နာတော်တူဒီ hafizul quran နော် quran ကျမ်းတော်မြတ်ကိုအလွတ်အာကုံဆောင်နာတော်တူဒီ ချီနောင်ထားတဲ့ကာရာအိုကြီးလည်းပိုင်ရှင်နဲ့တူတယ်တဲ့နော်အင်အာဟာဒါအလေးဟာအမ်ဆကဟာအဲ့ဒီကာရာအိုပိုင်ရှင်ကတူပိုင်ဆိုင်တော့ကာရာအိုကိုချီနောင်ချီနောင်ထားမယ်ဆိုလို့ရှိရင်ကာရာအိုကနော်ထွက်ပြေးလို့မရဘူးကာရာအိုကိုထိန်းချုပ်ထားတယ်ထိန်းချုပ်ထားနိုင်မှာဖြစ်တယ်ပေါ့နော်ကလအုပ်ဒီကလဒီကလအုပ်ပိုင်ရှင်ဒီသူ့ရဲ့ကလအုပ်ကိုခြိထားမယ်ဆိုလို့ရှိရင်အဲ့ဒီကလအုပ်ကဝေးဝေးကိုထွက်ပြေးသွားနိုင်တော့မှာမဟုတ်ပဲ နော်ကလုတ်ပိုင်ရှင်ကတူရဲ့ကလုတ်ကိုထိန်းချုပ်ထားနိုင်မှာဖြစ်တယ်ဝအင်းအတလာကာဟာအကေဒီကလုတ်ပိုင်ရှင်ကတူရဲ့ကလုတ်ကိုခြိနှောင်ထားခြင်းမရှိဘူးဆိုလို့ရှိရင်တော့ကလုတ်ကဇဟဘတ်ထွက်သွားမှာဖြစ်တယ်ဆုဘဟာနလ္လာဒါတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ပေးတော်ပေးတော်မူခဲ့တယ်အကောင်းဆုံးဥပမာဖြစ်တယ်နော်ဘဒူနဲ့ပတ်သက်ပြီးတော့ပေးတယ်လေဆိုလို့ရှိရင်ကုရ်အန်ကျမ်းတော်မြတ်ကိုအာကုံဆောင်တော်သူပေါ့အဓိကအဖြစ်နော် رادي حديث رادي متفق <applause> عليه إمام بخاري إمام مسلم لو عديلي سيميان تاجر مانغانو حديث وابشد قرآن جانو ميري الله شمي مميرو نوكبادو مينو زكاهدو وابشد قرآن جانو ميري الله شمي نوكبادو مينو وابشد غير مخلوقين قرآن جانو ميري أبانزين كان مهبو နော်ဒါကိုကျွန်တော်တို့ယုံကြည်ရမှာဖြစ်တဲ့အဟလုဆွန်နတီဝယ်ဂျမအမရဲ့ယုံကြည်မှုဖြစ်တဲ့ကုရ်အန်ကျမ်းတော်မြတ်ဒီအဖန်စင်းခံမဟုတ်ဘူးစီဖတ်တုမင်စီဖတ်တီလာဟီအဇ်ဇာဝဂျလာတူပနိုင်ရှင်ချင်းချွတ်ရွှင်ချက်အပေါင်းမှာကင်းစင်တော်မူသောအလ္လာဟူရှိမေစီဖတ်ကုံဤချင်းကုံဤတော်များအနေမှာကုံဤတော်တစ်ခုဖြစ်တယ်အလ္လာဟ်ရှိမေအမိန်တော်ဖြစ်တယ်အဲ့တော့ကုရ်အန်ကျမ်းတော်မြတ်ကို ကျက်မှတ်ဖို့ရာအတွက်ကုရ်အန်ကျမ်းတော်မြတ်ရဲ့ စကားလုံးများဝါဟာရများအမိန့်တော်များအဒီပေများကြက်မှတ်ထားဖို့ရတဲ့မွတ်စလင်တိုင်းမွတ်စလင်တိုင်းဒီတိုက်တွန်းလို့ဇာတာချင်းခံရတာအစ္စလာမ်တရားတော်မှာနော်ဆူဘဟန်နလ္လာကုရ်အာန်ကျမ်းတော်မြတ်ကိုကြက်မှတ်တော်သူများရဲ့အစဉ်တန်းကအလွန်များမှမြင့်ပါတယ်ကုရ်အာန်ကျမ်းတော်ကိုမြတ်ကိုကြက်မှတ်ထားခြင်းကုရ်အာန်ကျမ်းတော်မြတ်အမိန့်တော်ကိုနာခံခြင်းဒီတရားလမ်းမှန်ရတယ်အကြောင်းခံဖြစ်တယ် အကျင့်တီလာအလ္လာဟ်ရှိမဲနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားလူလူချင်းနဲ့ပတ်သက်တဲ့ပတ်သက်တော့တာဝန်ဝတ္တရားများကိုခြေပွန်းခြေပြွန်နိုင်ဖို့ရာအတွက်လည်းအကြောင်းခံဖြစ်တယ်ဒီလိုကြောင့်ကုရ်အာန်ကျမ်းတော်မြေကိုအမဲနေစေကျွန်တော်တို့ကဖတ်ယူရမယ်ချက်မှတ်ရမယ်ကျွန်တော်ရဲ့အတိညာနဲ့မှကျွန်တော်နှလုံးသားထဲမှာအနေထိုင်နေဖို့ရာအတွက်နေ့စဉ်နဲ့များကုရ်အာန်ကျမ်းတော်မြေကိုကျွန်တော်ဖတ်ယူရမယ်ကျက်မှတ်ရမယ်ကျက်မှတ်ထားတာကိုမြဲတဲ့စီမူရာဂျာအတွန်းစာပြန်ွေးရမယ် က်ခါတလဲလဲပေါ့နော်စာနွေးချင်းဆိုတက်ခါတလဲလဲကိုအရာအလွတ်ရပြီမဲ့လဲထက်ခါတလဲလဲကျွန်တော်ကမောရာဂျာတုစာနွေးရမှာဖြစ်တယ်ကုရ်အန်ကျမ်းတော်မြတ်ကိုဒီတော့ကြောင့်ဒီဟာဒီတော်မှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမကကုရ်အန်ကျမ်းတော်မြတ်ကိုအလွတ်ကျက်မှတ်ထားတော်သူအာဂုံဆောင်ထားတော်သူ ਨੇ ပတ်သက်ပြီးတော့ဥပမာတစ်ခုပေးတယ်အဲ့တော့ကုရ်အန်ကျမ်းတော်မြတ်ကိုအလွတ်ကျက်မှတ်ထားသူဆိုတာကဆလာဆူနာ juice and juice juice ဆိုတာအပိုင်းပေါ့အစိပ်ပိုင်း30ရှိတာဟုတ်ကုရ်အန်ကျမ်းတော်မြတ်တအုပ်လုံးကကုရ်အန်ကျမ်းတော်မြတ်ကတဆောင်ပဲရှိတယ်တအုပ်ပဲရှိတယ်နော်ကျမ်းတစ်ကျမ်းကျမ်းမှာအပိုင်း30ခွဲထားတယ် al juice u ဆိုတာအပိုင်းအပိုင်း1အပိုင်း2နော်အပိုင်း30ပေါ့နော် al juice ul awwal လို့အပိုင်း1 al juice u salasuna အပိုင်း30အပိုင်း30ရှိတယ်အဲ့တော့အဲ ဒီဟာဒီတော်မှာတမန်တော်မြတ်ဆလလဟူအလัยဟီဝဆလမ်ကကုရ်အန်ကျမ်းတော်မြတ်ကိုအလွတ်အကုန်ဆောင်းတော်တို့လူဆိုတာကအဓိကအဖြစ်ဘဒူဘဒူကိုဆိုလို့တည်းဆိုရှင်ဂျူးစ်30လုံးကိုအကုန်အာကုန်ဆောင်းတော်တို့လူအလွတ်ကျတာတို့လူပေါ့နော်တခါဆယ်ဂျူးတို့မဂျူး20တို့မဆူရာတပုတ်ကိုရထားတို့လည်းအဲ့ဒီနောက်ဒီအမိန့်တော်မှာပါဝင်နေနော်ကျွန်တော်တို့ဆူရာ10ပုတ်တော့၎င်းနော်အပုတ်20တော့၎င်း တဂျူးဆိုတော့လည်းကောင်းငါဂျူးဆိုတော့လည်းကောင်းเนาะအပိုင်းငါးပိုင်းဂျူးစ်ဥန်ဆိုအပိုင်းပေါ့เนาะအဲတုမဟုအရှာရာတူအဂျီဇာအင်ဆေဂျူးဆေပိုင်းတော့လည်းကောင်းအလွတ်ရထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမဲရစီဖတ်ပါเนาะကုရ်အန်ကျမ်းတော်မြေကိုဖတ်ပါအယူအလွတ်ရတဲ့အပိုင်းကိုဖတ်တယ်အလွတ်မပိုင်းအလွတ်မရတဲ့အပိုင်းတွေကိုလည်းဖတ်ပါကုရ်အန်ကျမ်းတော်မြေတအုပ်လုံးအစားအဆုံးအစားအဆုံးကျွန်တော်တို့ကထက်ကတလဲလဲကျွန်တော်ရဲ့ဘဝမှာနေ့စဉ်နဲ့အမျှအချိန်တစ်ခုကိုတတ်မှတ်ပြီးတော့ကုရ်အန်ကျမ်းတော်မြေကိုเนาะအစင်လိုက်ကျွန်တော်တို့ဖတ်ရမှာဖြစ်တယ် အထူးသဖြင့်ဒီဟာဒီတော်ကဆိုလိုဒီမှာဝလာဟူအလမ်ဆာဟီဘူလ်ကုရ်အန် yani ဟာဖီဇူလ်ကုရ်အန်ကုရ်အန်ကျမ်းမြေကိုလူရတော်သူနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝဆလမကဥပမာပေးတော်မူတယ်နော်ဘယ်သူနဲ့တူတယ်လဲဆိုလို့ရှိရင်အင်နာမမဆလ္လာဆာဟီဘူလ်ကုရ်အန်ကုရ်အန်ကျမ်းမြေကိုအလူရတော်သူပေါ့နော်အလူကျက်မှတ်တော်သူအဲ့ဒီနောက်မှာကုရ်အန်ကျမ်းမြေကိုဖတ်တတ်တော်သူလည်းပါဝင်တယ်နော်အဲ့တော့သူရဲ့ဥပမာကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်တဲ့နော် ခြိနှောင်ထားတဲ့ကလအုပ်ရဲ့ပိုင်ရှင်နဲ့တူတယ်။နော်အဲ့ဒီအကေးအဲ့ဒီကလအုပ်ပိုင်ရှင်ကသူ့ရဲ့ကလအုပ်သူ့ပိုင်ဆိုင်တဲ့ကလအုပ်ကိုခြိထားမယ်နော်ကျိုးနဲ့ခြိထားမယ်ဆိုလို့ရှိရင်အဲ့ဒီကလအုပ်ကထွက်ပြေးသွားဖို့မဖြစ်နိုင်ဘူးအဝေးကိုထွက်သွားဖို့မဖြစ်နိုင်ဘူးလေနော်သူ့ရဲ့ကလအုပ်ကိုသူကထိန်းချုပ်နာနိုင်တယ်ခြိထားမယ်ဆိုလို့ရှိရင်ပေါ့နော်အမ်စကဟာအင်အာအင်အာဟဒါလီဟာအမ်စကဟာနော်ကုရ်အန်ဒီ အကလအုပ်ပိုင်ရှင်ဒီသူ့ရဲ့ကလအုပ်ကိုချီနှောင်ထားမယ်ဆိုလို့ရှိရင်ကလအုပ်ကိုသူကထိန်းချုပ်ထားနိုင်မယ်ဝအင်အတလကာဟာဇာဟဘတ်ကလအုပ်ကိုသူကမချီထားဘူးဆိုလို့ရှိရင်ကလအုပ်ရဲ့တဘောအလ္လာဟ်ရှ်မဲဖန်ဆင်းတော်မူထားတဲ့တဘောတဘာဝဒီမချီထားရင်သူကအဝေးကိုတွားလိုက်တယ်ထွက်သွားတယ်ပေါ့နော်ပိုင်ရှင်စီမှာသူမနေဘူးအဲ့တော့ဤဥပမာဒီဘယ်သူနဲ့တူတယ်လဲဆိုလို့ရှိရင် ဟာဖီဇุลကုရ်အာန်ကုရ်အာန်ကျမ်းတော်မြတ်ကိုအလွတ်ရတော်သူနဲ့တူတယ်နော်အဲ့တော့ကုရ်အာန်ကျမ်းတော်မြတ်ကိုအလွတ်ရတော်သူဆိုတာကနော်ကုရ်အာန်ဂျူးစ်30လုံးအလွတ်ရတော်သူကိုအဓိကအပြည့်ဆိုလိုတဲ့ထို့နောက်နော်အဂျူးစ်20ပဲရရ25ပဲရရ30ပဲရရတဂျူးစ်ပဲရရနော်အလွတ်ရတဲ့သူကိုလည်းဆိုလိုတဲ့ပါဝင်တယ်နော်သူအလွတ်ရတဲ့အပိုင်းကိုမြဲတစေဖတ်ယူမယ်တခြားအပိုင်းတွေကိုလည်းဖတ်မယ်ပေါ့နော်ကုရ်အာန်ကျမ်းတော်မြတ်တအုပ်လုံးကိုပြည့်ပင်မထားပဲဖတ်ယူမယ်ဆိုလို့ရှိရင်ကာတာက ကလောက်ကိုခြိနှောင်ထားတဲ့ကလောက်ပိုင်ရှင်နဲ့တူတယ်ကိုနောကိုရကွယ်ကုရ်အန်ကိုကိုကိုလို့ရတဲ့ကုရ်အန်ကိုရဲ့နှလုံးသားမှာရှိတဲ့ကုရ်အန်ကိုကိုအမြဲတည်းစီဖတ်ယူမယ်ဆိုလို့ရှိရင်အဲကလောက်ပိုင်ရှင်ကတူရဲ့ကလောက်ကိုခြိနှောင်ထားတော့အခြေအနေနဲ့တူတယ်ကလအုပ်ဆိုတာခြိထားရင်ကိုနဲ့ကိုနဲ့ကိုရဲ့ထိန်းချုပ်မှုအောက်မှာရှိမယ်မခြိထားရင်တော့အဝေးကိုထွက်သွားလိမ့်မယ်တဲ့။ဤကဲ့သို့ပဲကုရ်အန်ကျမ်းတော်မြတ်ကိုအလို့ရတော်ဒူဒီလဲနော်ကိုကိုရဲ့အလို့ရတာတဲ့ကုရ်အန်ကျမ်းတော်မြတ်ကို မူရာဂျာတုန်ထက်ကတလေလေဖတ်ကြည့်ခြင်းမရှိဘူးဆိုလို့ရှိရင်ကုရ်အန်ကျမ်းတော်ကိုမြက်ကိုမေ့သွားလိမ့်မယ်နောက်ဆိုပြီးလာကုရ်အန်ကျမ်းတော်မြက်ကတူနှလုံးသားနဲ့ထွက်သွားလိမ့်မယ်အဲ့ဒီနောက်မှာတော့ကုရ်အန်ကျမ်းတော်မြက်ကိုဖတ်ရုပ်ပို့တော်မှာအလွန်များမှာခက်ခဲလိမ့်မယ်နော်ဒါအလွတ်ရတော်သူပြီးတော့ ဖတ်တတ်တော့ဖတ်တတ်ကျွမ်းကျင်တော့သူအလွတ်မရပေမဲ့လဲကျွမ်းကျင်ဆိုတာဖတ်နိုင်တော့သူဒီလဲကုရ်အန်ကျမ်းတော်မြတ်ကိုအမြဲတစေဖတ်ယူခြင်းမရှိဘူးဆိုလို့ရှိရင်သူမေ့သွားနိုင်မေ့သွားလိမ့်မယ်နော်ကုရ်အန်ကျမ်းတော်မြတ်နောက်ဖတ်ယူဖို့ရတော့တော့ခက်ခဲသွားနိုင်မယ်နောက်ဥဇဘီလာဟီမင်ဇာလီကာအဲ့တော့ဒီဟာဒီတော်မှာတမန်တော်မြတ်ဆလလောဟူအလัยဟီဝါဆလမကကုရ်အန်ကျမ်းတော်မြတ်ကိုကျွန်တော်တို့ကိုဖတ်ယူဖို့ရတဲ့နော်ကျမ်းမာဖို့ရတဲ့အလွတ်ရတော့သူဒီလဲမေ့မတော်အောင်အမြဲတစေကုရ်အန်ကျမ်းတော်မြတ်ကို အဲကျွန်တော်တို့စာနွေးဖို့ဖတ်ယူဖို့အထူးသဖြင့်ဝူပြူမှုထဲမှာဖတ်ယူတာနော်ကျွန်တော်တို့တရားမှုလေးလေးညအခါမှာထားပြီးတော့ဝူပြူမှုမှာကျွန်တော်တို့အတွေ့ရထားတာတွေကိုနော်အဲအပိုင်းနဲ့ခွဲပြီးတော့ပေါ့နော်ဖတ်ယူဖို့ဒါကူပြူမှာဖတ်ယူခြင်းဒါနံပါတ်၄ပါဝင်တယ်တမဟုတ်ဦးပြူမှုမဟုတ်တဲ့အပြင်မှာထိုင်ပြီးတော့နော်မစဂျစ်လို့ကျောင်းတော်မှာတော့၎င်းမိမိရဲ့အိမ်မှာတော့၎င်းကုရ်အန်ကျမ်းတော်မြေကိုဖတ်ယူခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကုရ်အန်ကျမ်းတော်မြေကိုအမြဲတည်းစီဖတ်ယူမယ်ဆိုလို့ရှိရင်အဲမမေ့တော့ဘူး နော်ကုရ်အန်ကျမ်းတော်မြင်တာကကျွန်တော်တို့နဲ့အတူရှင်းတန်းနေမှာဖြစ်တယ်ကျွန်တော်တေဆုံးပြီးတဲ့နောက်လာမှာလဲအလ်ကဘရူတင်းကျမ်းမှာကျွန်တော်တို့နဲ့အတူရှင်းတန်းနေပြီးတော့ကျွန်တော်တို့အလ္လာဟ်ရှမေယမဟာကူနာရောရနိုင်ဖို့ရတယ်နောက်နောက်တုံးလို့အာခေရာမှာလဲကုရ်အန်ကျမ်းတော်မြင်ကကျွန်တော်တို့အတွက်ရှာဖာအလ္လာဟ်ရှမေနဲ့ကျွန်တော်ရဲ့ဂျာမခွင့်လို့ကျွန်တော်ရဲ့အတွက်ခွင့်လို့မရဘူးเนาะဂျာဝင်အတနာတောင်းခံပေးလိမ့်မယ်ကုရ်အန်ကျမ်းတော်မြင်ကိုမဖတ်ယူဘူးဆိုလို့ရှိရင်မေ့သွားလိမ့်မယ်နောက်ပြန်ဖတ်ဖို့ရတော့ပို့ပြီးတော့ ခက်ခဲသွားနိုင်တယ်ဒီအတွက်ကြောင့်ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုနော်ကုရ်အန်ကျမ်းတော်မြတ်ကိုအလွေရတော်မူဒီအဲချီနောင်ထားတဲ့ကလအုံနဲ့တူတယ်နော်ချီနောင်ထားတဲ့ကလအုံနဲ့တူတယ်အဲ့ဒီကလောက်ပန်ရှင်ကသူ့ရဲ့ကလောက်ကိုချီနောင်ထားမယ်ဆိုလို့ရှိရင်ကလောက်ကအဝေးတို့ ထွက်မပြီးတော့ပဲသူနဲ့အမြဲတစေရှိနေမယ်သူရဲ့ထန်ချုံမှအောက်မှာရှိနေမယ်ထိုကဲ့သို့ပဲကုရ်အာန်ကျမ်းတော်မြတ်ကိုအာဂုံဆောင်ထားတော်သူအလွတ်ရတော်သူဒီလဲကုရ်အာန်ကျမ်းတော်မြတ်ကိုနင်းစင်နဲ့အမြဖတ်ရမှာဖြစ်တယ်မဖတ်ဘူးဆိုလို့ရှိရင်ကုရ်အာန်ကျမ်းတော်မြတ်ကနော်အဲတူတူထန်နေထွက်တော်ပြီးတော့တွေ့နှလုံးသားနေပြီးတော့ထွက်တော်ထွက်ခွာတော်ပြီးတော့နာအူဇူဘီလာသူကကုရ်အာန်ကျမ်းတော်မြတ်ကိုမေ့သွားလိမ့်မယ်နောက်ပြန်ဖတ်ရုပ်ဖို့ရတော့ပို့ဖို့ပို့ပြီးတော့ခဲခဲရင်းလိမ့်မယ်အဲ့တော့ဒီဟာဒီတော်ကိုကျွန်တော်တို့တုံးတက်စဉ်းစား စင်ကျင်တုံးသက်ခြင်းအပြင်ပါတိရတယ်လေဆိုလို့ရှင်မြင့်မာလာတဲ့အစ်စ်နန်းကိုကျွန်တော်တို့ဟလာဒီမောပန်းနွမ်းနယ်ခြင်းမရှိပဲပေးဆက်ခြင်းမရှိပဲမရနိုင်ဘူးနော်ကုရ်အန်ကြားလို့မြဲဆိုအလူရအာဂုံဆောင်ဖို့ဆိုတာအလူညာမမင့်မာလာတဲ့အစင်တန်းဆုဘဟန်အလ္လာအလ္လာဟူရှင်မရဲ့နှုတ်ခတ်တော်ကိုကျွန်တော်အာဂုံဆောင်တာအလူညာမမင့်မာတဲ့အစင်တန်းဖြစ်တယ် ناو دمنو آخرا ما حديث ورد تبو ما تمانو من صلى الله عليه وسلم اگا مينو مولي يقال لصاحب القرآن اقرأ وارتقي كما كنت ترتل في الدنيا اتين دنيا ما پايو كده گيرو بي ديني پابا اتين سنة من والمي فإن منزلة عند آخر آية تقرأها اتين ناو سنة اتين ကုရ်အန်ကျမ်းတော်မြတ်ကိုဖတ်ယူခြင်းရက်သွားတဲ့အမိန်တော်မှာအတင်းအစင်တန်အလဲအမှာရက်သွားလိမ့်မယ်ဖတ်နေသည်အမင်းအစင်တန်မြင့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 ်တက်သွားတဲ့ကိုဒီဂျန်နာအူရီပုံနဲ့နဲ့မှာဆူဘဟန်အလ္လာဒါအရှရဖူဝဖဒလူဟာဖီဇ်လ်ကုရ်အန်လ်ကရီမ်ကုရ်အန်ကျမ်းတော်မြတ်ကိုအယူအလွတ်အာဂုံဆောင်တော်သူတို့ရဲ့ထူးမြတ်မှုဖြစ်တယ်နော်ဆူဘဟန်အလ္လာဂျန်နာအူရီပုံနဲ့မှာအစင်တန်ကမြင့်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 တက်သွားလိမ့်မယ် ဒီလိုကြောင့်မွတ်စလင်မှုအမင်တို့တယောက်ဒီကုရ်အန်ကျမ်းတော်မြတ်ကိုဖတ်ယူခြင်းကျမ်းမှတ်ခြင်းတဂျွီဒ်နော်ကုရ်အန်ကျမ်းတော်မြတ်ကိုမှန်ကန်စွာဖတ်ယူခြင်းဥပဒေများကိုအမြဲတစေလေ့နာအာစီးပူးရမှာဖြစ်တယ်ဝါလာဟူတာအလာအလမ်ဝဆလလာဟူမာအလာရာဆူလီနာမုဟမ္မဒင်ဝအလာအလီဟီဝဆာဟ်ဘီဟီအဂျမအင်းဝအလ်ဟမ်ဒူလီလာဟီရော့ဘီလ်အာလမင် سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته